တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာထူးခြားစွာကောင်းတဲ့ကာလဖြစ်တဲ့အကျန်းစီရွယ်ချက်တရားမြင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတွတ်တက်မယ်ဒီကာလအတွင်းစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားသောအကျိုးပေးမှုနဲ့တွတ်တက်မှုတွေကိုဖြစ်ပေါ်မယ်ရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်ပြိုရွယ်သူတွေစမ်းပွင့်မယ် မိသားစုနဲ့ဝေးခွန်နေသူတွေပြန်လည်ဆောင်စည်းရခြင်းကိုရှိတတ်တဲ့ကောင်းသောကံပြောင်းတဲ့ဖြစ်ရက်တွေကတဆင်ပြီးတဆင်ဖြစ်ပေါ်ကြိုးပေးလာတဲ့အကြောင်းအရာတွေဒီကလအတွင်းမှာ ဖြစ်ပေါ်မဲ့နမိတ်ကိုတွေ့ရပါတယ်။15ရက်နေ့ကရာရာကောင်းခြင်းနဲ့ကြိုးပေးခြင်းရှိတဲ့နေ့တစ်ခုဖြစ်တယ်။16ရက်နေ့မှာငွေဝင်နဲ့ပြပြန်ထွက်တဲ့ကိုယ်ကိစ္စတဲ့သူတစ်ပါးကိစ္စတွေကိုတော့ခိုင်နေရနေပဲ။18ရက်နေ့မှာရီမန်းထားတဲ့လက်တွေနဲ့ကွာဟတဲ့မတော်တဆထိခိုက်မှုတွေကယူဆရမယ်။ လူလေးယောက်တူခီးသွားခြင်းကိုရှောင်ကျင်ရမယ်အနောက်ရက်ကိုဦးတည်သွားစေခြင်းဖြစ်တတ်တယ်။နေ့တနင်္ဂနွေနေ့ညနေ3နာရီအတွင်းမှာအရာရာသတိရှားရမယ်။၁၈ရက်နေ့မှာတော့ကောင်းသောကံတိုးတက်မှုတွေရှိလာတယ်။လူရပြည့်စုံခြင်းနဲ့ကောင်းခြင်းကံနဲ့ဒလန်းပွင့်တဲ့နေထားရှိမယ်။၁၉ရက်နေ့ကကောင်းသောကံကျမစတင်ဖြစ်ပေါ်တဲ့ကာလလို့ဆိုရင်လည်းမမှားဘူး။ကောင်းကင်မှာရှိတဲ့နက္ခတ်တွေထဲမှာမှာယာဟုဂျိုဆိုတဲ့ဂျိုတစ်ခုရှိတယ်။အဲဒီယာဟုဂျိုက ီးခဲ့တဲ့2020သောခုနှစ်အောက်တိုဘာလ31ရက်နေ့ကနေဒီနေ့19ရက်နေ့မေလ2025အထိမင်းရည်ဒီမှာရှိပြီးလူတွေကိုစိတ်နှောက်ရှက်တွေဖြစ်တတ်တဲ့ကပဝမ်းဝမ်းရှိတဲ့ပေးစောအနေဆိုးတွေကက်ဆိုးတွေကိုသူဖန်တီးတယ်အဲ့ဒီဒီနေ့မှာပဲရာဟုဂျိုကမင်းရည်ဒီကနေကောင်းရည်ကိုကူးပြောင်းသွားတယ်ဒီ19ရက်နေ့မေလဒီကာလကောင်းခြင်းကိုစတင်ယူဆောင်နေဆိုတာဒီအကြောင်းအရာကိုအဓိကထားပြီးလည်းပြောရတယ် ဲ့တော့ကန္နရှိချာအနှောင့်အယှက်တွေဖြစ်နေတဲ့ကိစ္စတွေဘေးစောနေဆိုးတွေကနေတဖြည်းဖြည်းတော့ညော့သွားမှာပေါ့ဒီလိုဂျိုပြောင်းကဒုက္ခပြေးတာတော့မရှိတော့အခြားခြားသောပုံမှန်နေသားလေးတွေကတော့ဒီဂျိုကြောင့်မဟုတ်တော့အခြားအကြောင်းအရာတွေကြောင့်ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဂျိုစီဂျိုနေညံ့လို့ဖြစ်တဲ့နမိတ်ဆိုးတွေကတော့လွတ်ကင်းသွားမယ်20ရည်နှစ်ကတော့အရာရာကောင်းခြင်းနမိတ်နဲ့တိုးတက်ခြင်းလေးတွေနဲ့လိုရာပြည့်စုံခြင်းကိုရှိမယ်20ရည်နှစ်ကတော့ကိုယ်စန္ဒရွယ်ခြင်းနဲ့ ဝရည်မှန်းချက်တို့ကိုလက်တွေ့ကောင်ထည့်ဖော်ပြီးတော့အောင်မြင်စီပြေခြင်းကိုရရှိနိုင်ပါတယ်။ကြာသပတေးနေ့ဗုဒ္ဓနေ့ငါးနေ့မွေးတဲ့သူတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့သောကြာနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။၃၆၉ခန်းနေ့အကျိုးပေးပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက် အဖြူရောင်ပန်းဝင်လေးတွေမကြာခဏဖျားကတ်သူပူဇော်ပြီးလောရဆုတောင်းပါကျေးဇူးတင်ပါတယ်။တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ။ 2025မေလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာထူးခြားစွာအောင်မြင်တဲ့ကာလတစ်ခုဖြစ်ပေအတတ်ပညာနဲ့ပတ်သက်ရသော၎င်းအလုပ်ကိစ္စမှာသော၎င်းပြန်လည်ဆောင်ရလိမ့်မယ်ပြန်လည်လှုပ်ဆောင်မှုတွေကကိုယ့်အတွက်ထူးခြားတဲ့အကျိုးပေးမှုနဲ့မူလတဲ့ပူဇော်သောကံကိုရလိမ့်မယ်ဝေးကြီးကိစ္စမှာကိုပြောတာဆိုတာတွေဒီမှာအောင်မြင်မယ်ငွေဝင်ကောင်းပေမဲ့စုဆောင်းရခဲ့မယ်ရှင်ပြန်မှုတွေမှာအောင်မြင်မယ် ကောင်းသောကြော်ကြားခြင်းကိုရရှိမယ်လုံးသမျှချင်ရှားမယ်လူသိမယ်အများကအသိမှတ်ပြုခြင်းကိုအထင်ရှားရရှိမယ်ခါလာဖြစ်ပါလေ15ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမခြင်းကိုကျုံမယ်16ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်ပြီးမှအစဉ်ပြေမယ်18ရက်နေ့ကတော့ထူးခြားတဲ့ကံကောင်းခြင်းအစဉ်ပြေခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့မြတ်တရားရေကံကောင်းခြင်းနဲ့ကျုံမယ် 16ရက်နေ့မှာရန်ပတိပက္ခတိတွေဂျုံပြီးဆင်ပြေမယ်19ရက်နေ့မှာ ထူးခြားသော ကောင်းခြင်းကံနဲ့ဂျိုးပေးခြင်းတွေရှိမယ်အဲ့ဒီနေ့ကငွေကြေးဒဏ္ဍာဥစ္စာနဲ့ပတ်သက်တဲ့ကောင်းခြင်းကံဒဏ္ဍာသိတိနဲ့ပတ်သက်တဲ့ဆန်းနဲ့ရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာပန်းဆန်းငွေဆက်ကူလေးတွေကိုရေဝဲဖြန့်ပြီးလူနဲ့ဆောင်လိုက်ရင်ကောင်းတယ်အဲ့တော့20ရက်နေ့မှာတော့ထူးခြားတဲ့အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ခဲခဲလေးတွေနဲ့ရှင်ပြီးလောက်ရမယ်20ရက်နေ့ကတော့ အရာရာကံမြင်ခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုတက်ခြင်းလေးတွေဖြစ်ပေါ်နေတာကိုတွေ့ရတယ်။တနင်္လာနေ့သောကြံနေ့စနေနေ့မွေးစုတွေတပတ်တာအတွင်းကိုကိုကောင်းစွာအကျိုးပြုလိမ့်မယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးစုများကြောင့်စိန်တော်ဆက်တွေဖြစ်တတ်တယ်။၄၆၅ခန်းတွေကျိုးပြီးတဲ့အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သွန်းဆွဲပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်တူတူကြကြအောင်မြင်ခြင်းအစဉ်ပြေခြင်းနဲ့ကောင်းခြင်းကံတွေကိုရရှိနိုင်ပါလေ။ ဒီကာလအတော်တွင်မှာ19ရက်နေ့မှာထူးခြားတဲ့ဂျိုပြောင်းလဲတွေရှိတယ်။အဲ့ဒီကနေစပြီးတော့၈ရက်ဆက်တိုက်အမေသာရှောင်းလိုက်ပါထူးခြားတဲ့ကောင်းကျင်နာကန်နဲ့အချိုးပေးခြင်းကံကြမ္မာတွေကို ဖြစ်ထွန်းရရှိနိုင်ပါတယ်။19ရက်နေ့မှာအသွာလာနေတိုင်းသူကြီးဆိုင်ပါလူလေးယောက်အတူတကွခီးသွားခြင်းလုံးဝမပြေနဲ့အန္တရာယ်ရှိတတ်တယ်။အဓိကအဲ့ဒီနေ့မှာ ေအသွာလာနေတိုင်းဂယူဆိုင်ဖို့အထင်ကရသတိထားရမယ်အနောက်ရောက်ကုန်ဒီသွားစံနေဖြစ်တတ်တယ်နေတနိုင်ခွဲနဲ့သုံးနိုင်အတွင်းသွာလာနေတိုင်းထူးပြူဂယူဆိုင်ရမယ်အပြာရောင်မီးခိုးရောင်နုံနေရောင်ပန်းနေတွေဖျားတင်ပြီးတော့လိုရာဆူတောင်းရင်ဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးစုအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ27ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလမှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ် ချိုးကြသောပြောင်းလဲမှုနှင့်တိုးတက်မှုတွေရှိပေရည်မှန်းထားသည့်တို့ကိုလက်တွေ့ကောင်းထည့်ဖော်၍အစစ်မြင့်သောနေထားကိုရမယ်ခီးကိစ္စတွေအစဉ်ပြေမယ်အရွေးရခင်အောင်ခွင့်ရနှမျိုးတစ်ပြိုင်တည်းထဲချုံမယ်ခက်ခဲတဲ့လမ်းကြောင်းရွေးချယ်ရင်ကောင်းမယ်ခီးကိစ္စတွေအောင်မြင်မယ်ချစ်သူခင်သူရင်းနှီးသူများနဲ့မကြာခဏစကားများရတဲ့အတွက်ဝေးကွာတဲ့သူတွေနဲ့လည်းပြန်ဆုံဆက်တဲ့မိတ်ဆွေပေါင်းသင်းအောင်များနဲ့ပြန်လည်ဆုံစည်းမှုရဲ့နှစ်သာရရှိမယ်ဥတီကျဲပြောင်းပြီးလောကန်ချင်းရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမယ် 15ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေကိုဖန်တီးနိုင်တယ်။အခက်အခဲအားလုံးကိုကြော်ပြီးဘဝတွတ်တက်မှုတွေအောင်မြင်မှုတွေကိုရအောင်ဖန်တီးနိုင်လိမ့်မယ်။ရပိုင်권တွေလက်ဝဲပြန်ရမယ်။16ရက်နေ့မှာအရာရာအစဉ်ပြေခြင်းနဲ့လိုရာပြည့်စုံခြင်းဘဝတွတ်တက်ခြင်းကိုကြုံမယ်။18ရက်နေ့မှာရှင်ပြန်မှုမှမြအောင်မြင်ခြင်းနဲ့ဘဝတွတ်တက်ခြင်းနှစ်သာရရှိတယ်။ဒါပေမဲ့လူလေးယောက်တူခီးသွားခြင်းမပြုရဘူး။အန္တရာယ်ရှိတတ်တယ်။အဲ့ဒီနေ့မှာအနောက်ရောက်ကုန်တည်သွားစရာနေဖြစ်တတ်တယ်။ နေ့တနိုင်ခွဲနဲ့သုံးနိုင်ကြမှာသွာလာနေထိုင်ကြဆက်ရမယ်16ရက်နေ့မှာတော့ရံပတိဘက်ကနေကြတဲ့ကအောင်မြင်မှုအစဉ်ပြေမှုလေးတွေဖြစ်လာပြီးတော့လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်19ရက်နေ့ဟာထူးခြားသောနေ့တစ်ခုဖြစ်တယ်အဲ့ဒီနေ့မှာဝေးချေးကံကောင်းခြင်းလက်ဖွင့်ခြင်းထူးခြားသောအပြောင်းလဲနဲ့တိုးတက်မှုဖြစ်စေနေကြုံမယ်20ရက်နေ့မှာကောင်းသောခံချမ်းမာနဲ့နှစ်သာရရမယ်အခက်အခဲအလုံးကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်ခရီးကံကောင်းမယ် 21ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းအလိုပြည့်စုံခြင်းဘဝတုတ်တက်ခြင်းကိုမလွဲသေးကြပေါ့ကြုံမှုရှိပါတယ်။ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုနဲ့ကြိုးပေးတယ်။တနင်္လာနေ့ဇာတာပတိနေ့မွေးသူများကြောင့်စိတ်အနှောက်အယှက်လေးတွေရှိနိုင်တယ်။နေ့9ခုကနန်းနေ့ကိုနဲ့ကြိုးပေးတဲ့ကနန်းနေ့ဖြစ်တဲ့အဖြူရောင်ဆင်းရောင်မီးခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာဂျန်စီရဲ့ဂျန်စီချက်ရွယ်ချက်တွေမှာအထူးတလဲအောင်မြင်ခြင်းနဲ့အစဉ်ပြေခြင်းတို့ကိုရရှိနိုင်ပါတယ်။ မေလ19ရက်နေ့မှာအဲ့ဒီနေ့စပြီးတော့9ရက်ဆက်တိုက်အမေသားရှောင်းကျူတူကြကြကောင်းခြင်းနေအနာဂတ်မှာရှိလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်မေလ19ရက်ကနေ21ရက်နေ့တော်တွင်ကာလဟာအပြောင်းလဲတဲ့ဒုတက်မှုတွေရှိတယ်ရေမှန်းချက်စရာမြင်မယ်ခက်ခဲအောင်ကိုကြော်လွှမ်းနိုင်မယ်မိမိလိုလားချက်နဲ့စန္ဒတို့ကို ရှေ့တို့လို့ရကောင်းသောကာလဖြစ်တဲ့ခီးကံကောင်းမယ်အမေဖွားတော်ဆရှိတဲ့ကြီးကဲမျိုးသမီးကျမ်းမာရေးချူကြမယ်ရင်းနှီးသူများနဲ့စကားများတတ်တဲ့အတိုက်ခံကြမှာတိုးတက်မှုကိုဖန်တီးနိုင်လိမ့်မယ်။သားရည်နေမှာကောင်းသောကံကြိုးပမ်းမှုနဲ့တိုးတက်မှုတွေကိုရရှိမယ်။ပစ္စည်းပြောင်းရှာများတတ်တဲ့16ရည်နေမှာငွေရေးကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့ကံမြမခြင်းတွေရှိမယ်။18ရည်နေမှာမတော်တဆထိခိုက်မှုကနေကျူးဆက်ရမယ်။လူလေးယောက်ဒုက္ခီသွားခြင်းမပြုရ။အနည်းကြီးမှလည်း နောက်နံပါတ်၄ကနန်းပါတဲ့ကားတွေသွားလာနေတိုင်းမောင်းနေမှုကိုကျူးဆက်ရမယ်။အဓိကအနောက်ရောက်ကိုတည်သွားစရနေဖြစ်တတ်တယ်။နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်သွားလာနေတိုင်းကျူးဆက်ရမယ်။၁၈ရက်နေ့မှာတော့အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုတွေကိုရရှိမယ်။၁၉ရက်နေ့မှာဝေးကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။၂၀ရက်နေ့ကတော့ထူးခြားတဲ့ကောင်းခြင်းကံတွေရှိမယ်။ရှင်ပြန်မှုတွေမှာအောင်မြင်မယ်။ တခုတည်းမကတဲ့လုပ်တွေကိုလုပ်ရလိမ့်မယ်။၂၁ရက်နေ့မှာပြဿနာနှမျိုးဖြစ်ရှင်းရမယ်။အတိုက်ခံကြမှာတိုးတက်မှုကိုဖဏိယရှိတဲ့နေသားကိုကျုံတွေ့ရလိမ့်မယ်။တနင်္ဂနွေသောကြစနေမွေးသူတွေကောင်းကျိုးပေးတယ်။တနင်္လာကြသာပြည်မွေးသူများကြောင့်စိတ်နှောင့်ရှက်တွေဖြစ်တတ်တဲ့နှစ်ခုကိုကနန်းကျိုးပေးတယ်။အစိမ်းရောင်ဖြစ်အောင်နိုးနေအောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ။လက်ပြေသုံးညုံဖျားကတ်လူပူဇော်ပြီးလိုရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးခြားတဲ့ကောင်းခြင်းကံနဲ့ အကျိုးပေးခြင်းတွေကိုရရှိမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ဂျာသပတိနေမွေးသူအားလုံးမင်္ဂလာပါ။2025မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလမှာရန်အတိုင်းခံအနှောင့်အယှက်တွေကြားရရဖြတ်သန်းရမယ်။ကိုယ်ပေါ်မှာနှောင့်အယှက်တဲ့သူတွေကိုယ်လမ်းကြောင်းကိုတားဆီးတဲ့သူတွေနဲ့လည်းတွေ့တတ်တယ်။စိတ်ရှည်သီးခံရမယ်။ မူလစီစဉ်တာနဲ့လက်တွေ့ကွာဟနေတယ်။တပားသူဘက်ကဂတိပြက်လို့ကို့မှာဆောင်းရရတာဒီတွေလည်းနှောင်းနှေးချကြလိမ့်မယ်။မထင်မှတ်ပဲအောင်မြင်တဲ့လမ်းကြောင်းတစ်တွေကိုကိုယ်ပိုင်ရည်တည်ချက်နဲ့လုပ်ကိုင်ဆင်ပြေမယ်။အတူတွဲတဲ့အုပ်စုတွေစုပေါင်းလုပ်တဲ့အုပ်စုတွေအုပ်စုခွဲမယ်။လူသစ်တွေနဲ့လည်းပြန်လဲဆက်ဆံတတ်တယ်။စာရွက်စာတမ်းပြန်လဲပြင်ဆင်ချုပ်ဆိုခြင်း၊ဂတိပြန်လဲတိဆောက်ပြောဆိုခြင်းအခက်အခဲဖြေရှင်းခြင်းတွေအတွက်ကောင်းတဲ့နေသား တို့တဲ့တဲ့ကံလေးတွေပေါ်ပေါက်မယ်15ရက်နေရရံများမယ်တိုက်ခတ်များမယ်16ရက်နေမှာမိကောင်းဆွေကောင်းထောက်ခွရမယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်18ရက်နေဝေချေးပေးယူတည်ထားမယ်မတော်တဆအန္တရာယ်ဖြစ်တာကြိုးစားရမယ်အနောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်နေ့တနင်္ဂနွေနေ့ညနေ3နိုင်တွင်သွားလာကြိုးစားရမယ်16ရက်နေရတော့ငွေချေးကံကောင်းခြင်းလက်ခွင့်ခြင်းလိုရာပြည့်စုံခြင်းတွေကြောင့်မယ်19ရက်နေမှာ ရံများမယ်မနာလိုသူပြောမယ်ပေါများမယ်အတိုက်ခံများ20ရက်နေ့ကတော့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရ20ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲရရှိခြင်းခက်ခဲသောကိစ္စပြေလည်အောင်ဖြေရှင်းခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့အလောက်ချံရွယ်ချက်မှန်သမျှလက်တွေ့အကောင့်ထဲပေါ်တိုးတက်ခြင်းနေရှိမယ်ဇာတပတိနေဗုဒ္ဓနဲ့တနင်္လာနေ့မွေးသူတွေကောင်းချိုးပေးမယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများစိတ်နှောင့်ရှက်ပေးတတ်တယ်နဲ့ ေါ်ငါးကနန်းနေချိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝယ်ပြီးတော့အလို့ရှိရာကိစ္စတွေကိုဆောင်ရွက်ပါ19ရက်နေ့မေလမှာစာရွက်9ရက်ဆက်တိုက်အမေသားဆောင်လိုက်ပါထူးထူးခြားခြားကောင်းခြင်းတန်ခတ်တွေရရှိလာပါမယ်ယေရှုထင်ပါတယ်တောက်ချာနေပွဲသူအလုံးမင်္ဂလာပါ2025မေလ15ရက်နေ့ကနေ 21ရက်နေ့အတွင်းကာလမှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ရှင်းမှန်းချက်အောင်မြင်မယ်။အခက်အခဲဖြေရှင်းနိုင်မယ်။ခရီးကိစ္စဆောင်ရွက်နိုင်မယ်။အရဝေးရောက်ကောင်းသောသတင်းစကားကြုံမယ်။ပစ္စည်းပြောက်တတ်တဲ့အင်ချမ်းမြေကိစ္စစကားပြောဆိုမှုအောင်မြင်မယ်။ရှင်ကားလဲတယ်ပြောင်းလဲတွေ့စီစဉ်သူများဒီကာလအတွင်းအထမြောက်နေမယ်။ကျွေးမြီဟောင်းများပြန်လဲတောင်းဆိုရရှိနိုင်တယ်။9ရက်နေ့ကတော့ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်တယ်။16ရက်နေ့မှာငွေကြေးကံကောင်းမယ်လက်ပွင့်မယ်။ ဇက်ခွန်ရဲ့နေ့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောရတဲ့တဲ့မတော်တဆနဲ့ကြီးဆက်ရမယ်။အနောက်ရက်ကုန်တည်သွားစရာနဲ့ရှိတဲ့တဲ့နေ့တနိုင်ခွဲနဲ့သုံးနိုင်ကြအသွာလာကြီးဆက်။ဆက်ရှိရဲ့နေ့အရာရာဆင်ပြေမယ်အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုကိုရရှိမယ်။ဇက်ခွန်ရဲ့နေ့မှာငွေကြေးကံကောင်းမယ်ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။သူတစ်ပါးနဲ့မတူတဲ့ရှူတော်ကနေလောက်ကင်ကျိုးပေးနိုင်မယ်။20ရက်နေ့မှာရှင်ပြိုင်မှုမှသမောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောင်းမယ်။20ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးမှ လွန်ရာပြည့်စုံခြင်းနဲ့ဘဝကံမြင်မှခြင်းတို့ကို ရရှိနိုင်တဲ့အနေအထားကြုံတွေ့ရမယ့်ခံချက်မှရှိပါတယ်။ကြာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးမယ်။ဒီနေ့ကနေတန်းလာမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်။တစ်နှစ်ခုကနန်းနေ့ချိုးပေးတယ်။အပြာရောင်စိတ်ရောင်မိခွေရောင်တို့ကိုသုံးပြီးတော့လောရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားတဲ့အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုရရှိချိုးပေးပါသိမ့်မယ်။ကောင်းသောကံကြမ္မာများရဖို့အတွက်ကိုတော့ 19ရက်နေ့ကနေစပြီးတော့9ရက်ဆက်တိုက်အမဲသားရှောင်းလိုက်ပါထူးထူးခြားခြားကောင်းခြင်းကံတွေပေါ်ထွန်းလာပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်မေလ19ရက်ကနေ21ရက်နေ့အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကန်ချင်းရဲ့ကောင်းသောကြိုးကျေးဇူးကိုရမယ်သူတမားနဲ့မတူတဲ့ရှုထောင့်နေရာတွေကိုလှုပ်ပြီးတော့အစစ်မြေအောင်မြင်မှုကိုရအောင်ဖန်တီးနိုင်တဲ့ကံကြမ္မာရှိတယ်ပေါ်လာတဲ့ခွင့်ရည်တွေလက်ခံမှာ တခါမှမလုပ်ဘူးလို့တွန့်ဆုံမနေနဲ့လုံးစရာရှိတဲ့လူတွေရှေ့တိုးလို့ဆုံးဖြတ်ချက်တွေကိုလည်းရဲရဲဆုံးဖြတ်မိမိကိုမိမိယုံကြည်မှုအပြည့်နဲ့ရှေ့တိုးဆောင်ရွက်ခြင်းရဲ့နှစ်သာရကိုကောင်းစွာရရှိမယ်ကာလပါ။၅ရက်နေမှာလုံးစရာရှိတာတော့ပါအခက်အခဲတွေဖြေရှင်းမှာ၁၆ရက်နေမှာရံပတိဘက်ကတွေထိတ်တရင်ဆိုင်မှာအခက်အခဲအလုံးကိုထိတ်တရင်ဆိုင်ပြီးဖြေရှင်းလိုက်ပါ၁၉ရက်နေ့ဝေးကြီးကံကောင်းမဲ့လုပ်ငန်းကံကောင်းမဲ့မတော်တဆနေရောဂ်ယူဆိုင်ရမှာပေါ့ အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစရာညရှိတဲ့တဲ့နေ့တန်တိုင်ခွဲနဲ့သုံးနေကြသတိထား၁၈ရက်နေ့မှာငွေချေလုံကစီးပွားဘဝအဖြစ်အတိုက်ခံနေရလို့ထိတဲ့ရင်ဆက်ပြီးဖြည့်ရှင်းပြီးလိုရာပြည့်စုံမယ်ဘယ်သူဘာပြောပြောကိုလှုပ်ရှားရှိတာရှေ့တုံးလို့ဝေဖန်သူတွေခေါင်းထဲမှာမတဲ့နဲ့၁၉ရက်နေ့ကတော့ထူးခြားတဲ့ကံတွေပြောင်းလဲမှုတွေရှိတော့မယ်အဲ့ဒီမှာပေါ်လာတဲ့ဂျိုပြောင်းကြီးစားကြီးကကိုရဘဝတစ်ခုလုံးကိုရပ်ပေါင်း40တွင်ပြောင်းလဲမယ်ဒီနေ့ဒီရက်ကနေစပြီးခုနှစ်အတွင်းဆုံးဖြတ်ချက်မှန်မှန်ကိုအတွက်မှန်ကန်လေးမယ်ကောင်းလေးမယ် 20ရက်နေ့မှာရပိုင်ခွင့်နဲ့လဲဝယ်ပြန်လည်ရအောင်လုပ်နိုင်တယ်21ရက်နေ့မှာအခက်အခဲအလုံးကိုဖြေရှင်းပြီးလိုရာပြည့်စုံနိုင်တယ်ဒီကာလတော်တွေမှာကြာသာပတိနေ့တောက်ကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိတ်ရှုံ့ရမယ်အတိုက်ခံတွေကိုဒုက္ခပေးလိမ့်မယ်ကိုခွန်ငါးကနန်းနေ့အကျိုးပေးတယ်အဝါရောင်ပြာရောင်နုံးနေအောင်တွေကိုသုံးပြီးတော့လိုရာကိစ္စတွေတွေဆောင်ရမှာဖြစ်ပါတယ် ပိုက်ဆံအကျွေးစေတဲ့စေအမွှေးနှံသာပြန်ပြီးတော့ပိုက်ဆံရတဲ့ထဲဆောင်ထူးခြားတဲ့ကောင်းခြင်းဒီတစ်ပတ်အတွင်းဖြစ်လာပါမယ်ကျေးဇူးတင်ပါတယ်